မင်္ဂလာပါရှင်ပါစဗျာကျမ်းမာချမ်းသာပြီးတော့လူဝင်စင်တာတွေပြေဝကြပါစေကဲမနေ့ကတော့အနေအများရကြမည်လို့ထင်နေပြန်နော်ရကြမည်လို့ထင်ပါတယ်ဒါကျွန်တော်ဒီစစ်တရနေ့အတွက်မတင်ပြပြီးဒီလိုမနေ့ကတင်တဲ့ဒါကက်ဖြစ်ပါတယ်ဒါနေတိုင်းကနေဖြစ်တယ် အဲကျွန်တော်ထိုက်စီးအနေနဲ့ပြန်သုံးသပ်ရမယ်ဆိုရင်ထိုက်စီးထိုက်စီးအနေနဲ့731မှာကျွန်တော်သုံးထိုက်စီးဝင်ပါတယ်အအထိကနန်းကလည်းဒါတွေးပြီးတော့ထွက်တော့တာဖြစ်ပါတယ်ဟုတ်ပြီနော်အပြီးကျွန်တော် main ခွဲကတော့ကျွန်တော်၅ခွဲထုတ်တာတာနော်ဒီ15ခွဲ size မှာအတွေး15ခွဲ size ရတယ်ဒီ15ခွဲ size က main ခွဲကတော့စင်ငါးခွဲထည့်ရတယ်လို့ငါးခွဲထုတ်ပေးတာမှာအဲငါးခွဲကတော့လွဲတယ်အဲဒါမဲ့ဒီစင်ငါးခွဲဆိုင်လေးမှာမရှင်များအကြိုက် ထောက်ယူကြတဲ့အကွက်တွေရွေးခဲ့တဲ့မိမိရဲ့အကြိုက်တွေနဲ့ထက်လို့ကြတဲ့အကွက်တွေကိုထုတ်ယူပြီးတော့အသုံးပြုရမယ်လို့ကျွန်တော်ပြောရတဲ့အတိုင်းပဲမဆင်များအကြိုက်နဲ့ထက်လို့ကြတဲ့အကွက်တွေထုတ်ယူအသုံးပြုတဲ့သူတွေရမှာဖြစ်ပါတယ်။ဒါပြင်တခုရှိတာကကျွန်တော်ခိုင်စည်းတစ်လုံးနဲ့၅ခွက်ထုတ်ပေးတာဖြစ်တဲ့အတွက်ကြောင့်အများကြီးလည်းမဟုတ်ဘူးပတ်စည်းတစ်လုံးထက်တောင်နေပါလိမ့်မယ်။နော်အကုန်လုံးဒေးပြီးဒေးယူပြီးတော့ကစားမယ်ဆိုရင်တို့တို့၁၅ခွက်ပဲကစားရမှာဖြစ်တယ်။ ်တော်တော်လေးအဆင်ပြေပါတယ်ပိုက်ဆွေများတို့သုံးတဲ့ရင်အဆင်ပြေပါတယ်ဗျအဲဒါကြောင့်ကျွန်တော်ဒီစင်ကားခွဲဆက်ကတော့ထွက်တယ်အဲ main ငါးခွဲကတော့လွေးတယ်ပေါ့ဗျာနော်အဲထိုင်စီးလေးမှန်တယ်အထီးလေးမှန်တယ်အဲကေးရဲ့ bright ရဲ့လေးကျွန်တော်တို့မှန်နေဗျအဲဒါဆိုရင်ကျွန်တော်ပြောချင်တာကကျွန်တော်ဒီကျွန်တော်ရဲ့ထိုင်စီးကစပြီးတော့ဝင်ထပ်ပြီးတော့ဝင်တဲ့ဗျအဲ့ဒါလေးကိုပြောချင်တာလို့ကျွန်တော်ရဲ့ထိုင်စီးကဒီနေ့ပထမဆုံးဖွင့်ရနေမှာစပြီးတော့ ဝင်တော့ဝင်သွားတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီမနေ့ပြန်စစ်တရဲနေမှာလေထိုင်စီကလာလိုက်တဲ့အလားအလားရှိပါတယ်။ကြည့်ဒါဆိုရင်တော့ဒီနေ့တိုင်းနေ့လေးကိုမတင်မိမိကျွန်တော်ရဲ့ရွှေကယ်ကြီးတည့်နေ့ကိုကျွန်တော်ပြန်ပြီးတော့30အကျင့်မဲ့ဘာတွေထွက်ပြီးလဲဘာတွေလာနိုင်သေးလဲ။ကြည့်ပထမဆုံးလည်းရွှေကယ်ကြီးတည့်ပြ။အရွှေကယ်ကြီးတည့်မှာကျွန်တော်တို့ဒီပထမဆုံးဖွင့်ရနေမှာထိုက်စီနေနဲ့ကိုးရရှိရင်မှာချစ်ကနောက်ပိုင်းနေနဲ့ပဲထွက်တော်တယ်ဗျာနော်။ နောက်အနေနဲ့ထွက်တော့တယ်အပြည့် brand အနေနဲ့2မျိုးမှာ brand အနေနဲ့လည်းမထွက်ဘူးဗျဟုတ်ပြီကဲတပတ်တာအကောင်းဆုံးကိုကျင်မဲ့ကျွန်တော်ဖွင့်ဖွင့်ရနေမှာတို့ဒီမှာတစ်ခွက်ထွက်ပါပြီဟုတ်ဒီမှာတစ်ခွက်ထွက်ပြီဖွင့်ရနေမှာကဲဒါဆိုကျွန်တော်တို့ဒီမနေ့ပြန်ထိုက်စီလာနိုင်မလားဒါမှမဟုတ် bright လာနိုင်မလားဆိုတော့ကိုကျွန်တော်နေ့တက်ကနေတွေးကြည့်ပြီးတော့လာလာတဲ့အလားအလာရှိတဲ့ပုံစံလေးတွေကို ထုတ်ပြီးတော့ကျွန်တော်ပြောပြတော့မှာဖြစ်ပါတယ်။ဒါတော့ရွှေကယ်ကြီး1ဖြစ်ပါတယ်နော်။ရွှေကယ်ကြီး1ကိုကြည့်အောင်။ရွှေကယ်ကြီး1မှာကျွန်တော်ဒီဆေးရက်နေ့မှာဘရိုက်ရဲ့ဘိုင်ရဖြစ်တယ်။ဒီနှလုံးမှာကျွန်တော်တို့ဘိုင်ရအနေနဲ့ထွက်တော်တယ်ဗျ။ဟုတ်ပြီနော်ဘာအနေနဲ့ထွက်တယ်မက်ဆေ့များဒီလိုပြောနေတဲ့တိုင်ပဲအဲဒီနှမျိုးဒီနှလုံးထဲကမက်ဆေ့များအကြိုက်တုံးနဲ့တွေးပြီးတော့ မိန်ွက်တွေထုတ်မယ်ဆိုရင်အကွက်တရားလည်းကျွန်တော်လည်းနေပြီးတော့မနေ့သမောင်ညအနေဆုံးတချင်းလောက်တော့မိန်နိုင်လို့ကျွန်တော်ပြောပြီးသားဖြစ်တဲ့အတွက်ကြောင့်ကွက်တီပဲထွက်တယ်အဲဒီဆက်တိုက်လည်းမှန်လာမှာဖြစ်တယ်ကျွန်တော်မနေ့ပြန်စစ်တရက်နေ့မှာရှေ့ရသူများရဲ့ buyer bright ရဖြစ်ပါတယ်မဆင်များအကြိုက်တစ်လုံးနဲ့တွေးပြီးတော့အသုံးပြုမယ်ဆိုရင်မနေ့သမောင်ညအနေဆုံးတချင်းလောက်တော့ရနိုင်ပါတယ်အဲဒါတော့ရွှေကယ်ကြီးနှစ်ပုံစံဖြစ်ပါတယ်ကြည့်တော့လေဟိုနေတဲ့ကနေကိုကြည့်အောင်အဲနေတဲ့ကနေကထိုက်စည်းနေတဲ့ဘာရလဲဆိုရင်ဒီနေ့ကတော့ 3785ဖြစ်ပါထိုက်စည်းအနေနဲ့385ထိုက်စည်းဖြစ်တယ်ကျွန်တော်ဒီ၁၀ရက်နေ့ကလည်းကျွန်တော်ထိုက်စည်းမှန်တဲ့အတွက်ကြောင့်ကျွန်တော်မနေ့ပဲ၁၁ရက်နေ့မှာလည်းထိုက်စည်းမှန်တယ်မှန်မှာဖြစ်ပါတယ်နော်ထိုက်စည်းမှန်မှာဖြစ်ပါတယ်ကဲဒါဆိုရင်ဒီဟာလေးကိုကျွန်တော်ဒီနေရာမှာ TV လို့ရေးပေးမယ် တုံးရှင်၅ထပ်စီပြအအထီးကနန်းမှာဗာလေးပါလဲဆိုရင်အထီးကနန်းမှာနေရေသူမြရေဖြစ်ပါတယ်ဒါအထီးကနန်း၃လုံးဖြစ်ပါတယ်နော်အထီးကနန်း၃လုံးဖြစ်ပါတယ်ထိုက်စီရပြီအထီးကနန်းရပြီရပါတော့အထီးကနန်းက အထီးကနန်းသုံးလုံးဖြစ်တယ်။ကြည့်တော့ key break ကိုကြည့်အောင် key break မှာဘာလဲပါလဲဆိုရင်သူ့ရဲ့ပထမနိမ့်တနိမ့်နဲ့အရောနိမ့်ဖြစ်တယ်။အဲနောက်ပြီးတော့ရွှေကယ်ကြီးနှစ်တော့ရွှေကယ်ကြီးနှစ်မှာရှေ့သူမြရေးဖြစ်တယ်။ဒီဖက်နေရာထိတဲ့ဟာမင်းနဲ့မှတ်ထားပြပါနော်။ရွှေကယ်ကြီးတည့်နေတဲ့ကိုမဆင်ပြတဟာတလေကျွန်တော်မတန်ဖြစ်တဲ့အနေတွေလည်းရှိတယ်အပတ်တွေရှိတယ်အဲဒါကြောင့်ဒီနေရာမှာ နှလုံးဟာခြေကကြီးနှိမ့်မရတဲ့ဟာဖြစ်ပါတယ်အဲ့ဒါလေးကိုမဆွေများမှတ်ထားပေးပါဒီနေရာရတဲ့ဟာကခြေကကြီးနှိမ့်က vibrate ဖြစ်ပါတယ်เนาะကဲဒီနေရာမှာတခုပြောချင်တာကမဆွေများဒီမှာဒီဖက်နှိမ့်နဲ့ဒီဖက်နှိမ့်နဲ့တူပြီဗျတူရင်မဆွေလေအကုန်လုံးအတိဖြစ်ပါတယ်တူရင်ဘာလာတဲ့လဲဆိုရင်အကုန်လုံးတိတယ်เนาะဒီလိုနှိမ့်နဲ့ဒီဖက်နှိမ့်နဲ့ဒီဖက်နှိမ့်နဲ့တူတဲ့တလုံးပါရင် ကျွန်တော်တို့အပူသို့မဟုတ်တူတဲ့တလုံးကဘာရနေနဲ့လာတဲ့ပါတယ်အော်မင်းတို့ဒီနင်းလဲဟာတော်တော်မှန်နေဗျတော့တော်တော်လေးမှန်ပါတယ်ပြင်တော့ဒီအပက်ကလည်းကျွန်တော်တို့အပူဆိုင်ရှိတယ်เนาะအပူဆိုင်ရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့မနဲ့ပြန်ပြင်တော့ စ်တရက်စစ်တလာပိုင်းရက်တွေကလည်းတော်တော်လေးတိုက်ဆိုင်မှုလေးရှိနေတယ်ဗျနော်အပူဆိုင်လေးကြာနေတဲ့ကြောကြောင့်မဆွေများအပူကိုအားတင်ပြီးတော့ကစားတင်တယ်နော်အားတင်ပြီးတော့အဖုံပြုတင်ပါတယ်မဆွေများအဲမေမော်ဝယ်များဒီကလည်းဒါဟာလေးကြည့်နေရင်လည်းကျွန်တော်ဥပအခွေသေးကအပူကိုနော်မေမော်ဝယ်များဥပအခွေသေးကအပူကိုအားတင်ပြီးတော့မနေ့ကနော်မနေ့ညအားတင်ပြီးတော့အဆုံးပြုတင်ပါတယ်ဗျ ဲဟုတ်ပြီအတွဲပုံစံလေးကြည့်အောင်အတွဲပုံစံကြည့်မယ်ဆိုရင်ကျွန်တော်385ဒါထိုက်စီးအကျန်တဲ့ဟာတွေကိုကျွန်တော်အတွဲထည့်မှာထည့်မယ်ဆိုရင်ကဲစနစ်ကွက်ဆိုင်ပြာဒီနဲ့စနစ်ကွက်ဆိုင်ရတယ် ကဲဆင်းရွက်ဆားရပြီဆိုတော့ကျွန်တော်ဒီမှာဆင်းရွက်ကိုကျွန်တော်မနေ့ကလို့တွေးပြီးတော့ပြင်ပြလိုက်မယ်ဗျာနော်ဆင်းရွက်ဆားကိုတွေးပြီးတော့ပြင်မယ်ဆိုရင်ဒီမှာအတွဲပုံစံဖြစ်ပါတယ်ဒါလေးကိုဖြေလိုက်မယ်ကဲဆင်းရွက်ဆားပြဒီဆင်းရွက်ဆားတွေကမဆင်များအကြိုက်ထက်တူကြတဲ့အကွက်တွေကို ရွေးချယ်ပြီးတော့အသုံးပြုလို့ရသလိုကျွန်တော် main guard တွေဒီတရားထုတ်ပေးမယ်နော်အဲကျွန်တော်ထုတ်ပေးတဲ့ main guard တွေကိုတည်တဲ့ကွက်နေနေလေးကစားချင်လေးမှတ်ဆွေတဲ့ယူသွားဒါမှမဟုတ်ဒီစစ်လက်ွက်ဆိုင်ရာပဲမဆွေများအကြက်ကိုအဟုရွေးချယ်ပြီးတော့အသုံးပြုလိုက်ပါလေ။ကဲဒီထဲမှာကျွန်တော် main guard အနေနဲ့အများကြီးမထုတ်ဘူး main guard ကနော်ကျွန်တော်ဒီမှာဒီနေ့ထွက်သွားတဲ့တစ်ခွက်ရယ်။နောက်ပြီးတော့ချစ်သူများရယ် ။နောက်ပြီးတော့ငါးသူညာ။သုံးခွက်တည်းဖြစ်ပါတယ်။သုံးနဲ့တခွက်ရေ၊ခြစ်နဲ့တခွက်ရေ၊ငါးနဲ့တခွက်ဖြစ်ပါတယ်။သုံးခွက်တည်းဖြစ်တယ်ဒီနေ့တော့ main သုံးခွက်တည်းဖြစ်ပါတယ်။ဒါပုံလေးသိမယ်ဆိုရင်သိထားကြပါ။အဲဒီနေရာမှာတခါလေးကျွန်တော်ဖြည့်ပြီးတော့ရေးပေးမယ်။ကျေကျေတော့ဒီမှာ မိန်သုံးွက်ဖြစ်တယ်နော်မိန်သုံးွက်ဖြစ်တယ်ကဲအပူးသုံးမဟုတ်ကျွန်တော်တို့ဒီတူတဲ့တလုံးကဖိုင်နေတဲ့လာတဲ့တဲ့အတွက်ကြောင့်ကျွန်တော်မိန်ွက်ရတော့ရွေးရှိပြီးသားပြီကဲအပူးအနေနဲ့ထပ်ပြီးတော့ရွေးရှိပြင်မယ်ကြာနော်အပူးအနေနဲ့ရွေးရှိရမယ်ဆိုရင်ကျွန်တော်ထိုက်စီးကလည်းကျွန်တော်တို့မနဲ့ပြန်အားကောင်းတဲ့အတွက်ကြောင့်ထိုက်စီးအနေနဲ့ထိုက်စီးကိုကျွန်တော်တို့အပူးယူမယ်ဒီဒီမှာသဘောရှိတယ် လေးခွက်ပဲထုတ်ပေးမယ်ဗျာနော်လေးခွက်ပဲထုတ်ပေးမယ်အပူယူမယ်ဆိုရင်တို့အာနောက်ထပ်ပင်တစ်ခွက်ရလဲဆိုဒီအထီးကနေကိုလည်းအပူထက်ပြီးတော့ထည့်ရင်လည်းရတယ်ဒါဆိုရင်အခွက်တွေတော်တော်လေးများတော့မယ်နော်အဲဒါကြောင့်အဲမဆူမြကိုယ့်ဟာကိုလှုပ်ရှင်လည်းဒီသုံးလုံးကိုပူပြီးထက်ပြီးတော့အပူယူလို့ရတယ်အဲဒါမဲ့တို့ကအများကြီးမပေးရှင်တဲ့အတွက်ကြောင့်အပူလေးခွက်ပဲကျွန်တော်လာလာတဲ့အလားလားရှိတဲ့အခွက်တွေကိုပဲတို့ရွှေ့ရှိပြီးတော့ထုတ်ပေးတာပါလေဗျာနော်အဲနောက်ထပ်ကိုယ့်ဟာကိုအကြိုက် ပါရင်အပူကိုအောင်ရွေးရှိပြီးတော့ထတ်ထည့်ကြပါเนาะမိသွင်းခွက်ရဲ့အပူ၄ခွက်ရဖြစ်ပါတယ်အဲဒီလောက်နဲ့မလုံလောက်တဲ့မဆွေတဲ့အတော့ဒီစင်းတစ်ခွက်ဆိုင်းတဲ့ကပဲထတ်ပြီးတော့ကိုအောင်အကြိုက်ထုတ်ယူပြီးတော့အသုံးပြုလို့ရပါတယ်ဟုတ်ပြီနော်ကဲဒါဆိုရင်ဒီလောက်ပါပဲကျမ်းမာချမ်းသာပြီးတော့ဝယ်စင်တာတွေပြည့်ဝကြပါစေ